အတန်ထွက်မားကောင်းမားနေနိုင်တဲ့စကလုံး၅လုံးကြည့်ကြမယ်ပထမတစ်လုံးကဒီစကလုံးပါဘယ်လိုအတန်ထွက်မလဲ vegetable လားဒါမှမဟုတ်ရှင်ထွက်ကြည့်ပါ vegetable ပါ vegetable သူက v ဒါနဲ့ပါတယ် ver v နဲ့စာမအောင်နော် ver v e j အတန်ပေါ့နော် veg so အတန်ထွက်က syllable ၄လုံးပါတယ်အတန်ထွက်၄တန်ပါတယ်လို့ထင်ရပါမယ်အတန်ထွက်က၃လုံးပဲပါပါတယ်၃တန်ပဲပါပါတယ် so veg vegetable 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 ဆိုဒီအတိုင်းပဲဒီစကလုံးဆိုလို့ရှိရင်လေအတန်က၄သန်းပါလို့ထင်ရတယ်ဒါပေမဲ့အတန်က၃သန်းပဲဖြစ်ပါတယ် comfort table မဟုတ်ပါဘူး comfort table မဟုတ် comfortable c o f အတန်ပါနော် comf ဒါကတလုံးဖြစ်တယ်အတန်ထွက်လိုက်လို့ရှိရင်တော့အတန်၄သန်းပါလို့ထင်ရထင်ရတယ်ပေါ့နော် comfortable 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 မဟုတ်ပါဘူး comfortable comf F F နဲ့စုံတယ် comfortable comfortable so ဒီနှစ်တန်ကမှတ်ရလွယ် vegetable comfortable နောက်တစ်တန်ကြည့်ရအောင်ပဲဒီဟာကိုဘယ်လိုအသံထွက်မလဲ salmon လားဘယ်လိုလဲ salmon မှာ salmon 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 so a e e phonetic sound ဆိုလို့ရှိရင် a e အသံပေါ့ salmon 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 so salmon အတိုင်းပဲ ဒီစကားလုံးဆိုလို့ရှိရင်လေ air တယ်မပါပါဘူး air က pronounce မလုပ်ပါဘူး air က silence ဖြစ်ပါတယ် amen 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 ဆိုတော့တော်တော်ကဒီစကားလုံးမှာအများနဲ့မှားကြတယ် wednesday မဟုတ်ပါဘူး wednesday လည်းမဟုတ်ဘူး wednesday seven ပါတယ် wednesday 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 i'm going to see you on wednesday I'm gonna see you on Wednesday. Okay, I don't know if I'm going to see you in the next video, guys. Have a good one. Peace.